French Bulldog တို့မဟုတ် French Terrier ဆိုရင်တော့ပြင်သစ်ကနေတင်သွင်းလာတဲ့ English Train Bulldog မျိုးစိတ်တွေကနေပေါက်ဖွားလာတဲ့အိမ်မွေးခွေးအဖော်ငယ်တွေဖြစ်ကြပါတယ်သူတို့ရဲ့ထူးခြားပြီးတော့ဆွဲဆောင်မှုရှိတဲ့တွက်လက်တဲ့ကိုကြီးကိုသွေးတွေကြောင့် French Bulldog တွေဟာဆိုရင်တော့နေရာတိုင်းရဲ့ခွေးချစ်သူတွေကြားထဲမှာချစ်ခင်ရတဲ့မျိုးစိတ်တစ်ခုဖြစ်လာခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်များတခြားမှာဆိုရင်တော့ဒီချစ်ဆက်ဖွဲ့ခွေးလေးတွေကလူတွေရဲ့နှလုံးသားတွေကိုဖန်ဆားနိုင်ခဲ့ပြီး၎င်းတို့ဟာကမ္ဘာတဝန်းမှာအကျော်ကြားဆုံးခွေးမျိုးစိတ်ဖြစ်ကိုရောက်ရှိလာနိုင်ခဲ့ပါတယ်။ဒီချစ်စရာကောင်းတဲ့အမျိုးကွဲဟာဆိုရင်တော့၎င်းတို့ရဲ့ကြစ်လက်တဲ့အရွယ်စားချွတ်သားတိဆောက်ပုံတွေနဲ့ထူးခြားတဲ့လင်းတော်နေရွက်တွေကြောင့်သူတို့ကိုချက်ချင်းမှတ်မိနိုင်ပါတယ်။ကြီးမားတဲ့မျက်လုံးဝိုင်းဝိုင်းနဲ့တိုးတဲ့နှာတန်တွေနဲ့ တစားစင်ထားတဲ့သူတို့ရဲ့ခန်းစားချက်တွေကိုဖော်ပြနိုင်စွမ်းရှိတဲ့မျက်နှာတွေအားဆိုရင်၎င်းတို့ရဲ့ညင်းမရတဲ့ဆွဲဆောင်မှုတွေကိုတိုးစေရပဲဖြစ်ပါတယ်။သူတို့ရဲ့အသွင်ပြင်တွေပြင်စိတ်နေစိတ်ထားတွေကအပြော်သဘောဆောင်ပြီးတော့ချက်ဖို့ကောင်းကြတာပါ။ဒီနေ့ရဲ့တီလီမြကပါတီဝေါ်ကနေပြီးတော့ fresh bulldog တို့မဟုတ် french လေးတွေအကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ subscribe like and share ခေါင်းလောင်းလေးနဲ့ပြီးတော့အားပေးသွားကြပါအောင်ရှင့်။ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင့်။ နံပါတ်၁သမိုင်းကြောင်းနဲ့စတင်ကြပါရယ် French Bulldog တွေကို1800ပြည်နှစ်တွေကအင်္ဂလန်မှာအလုပ်လုပ်ပေးတဲ့ခွေးတွေဖြစ်နေမွေးမြူခဲ့ကြတာပါ။အရင်နောက်ပြင်သစ်ကိုတင်သွင်းခဲ့ပြီး၎င်းတို့ဟာလူရီရဲ့အဖော်ခွေးတွေဖြစ်နေရေပန်းစားလာခဲ့ကြပါရယ်။ပြင်သစ်ရဲ့ဈေးဆိုင်ငယ်တွေမှာအလုပ်လုပ်တဲ့ဇာတို့သမားတွေနဲ့တခြားလက်မှုပညာသမားတွေအားဆိုရင်တော့ French Bulldog တွေကိုထိမ့်သိမ်းမွေးမြူလေးရှိကြပါတယ်။အဲဒီခွေးတွေအားဆိုရင်သူတို့ရဲ့နူးညံ့သိမ်မွေးတဲ့သဘောတဘာဝတွေနဲ့ကျဉ်ကျက်တဲ့နေထိုင်မှုပုံစံရှိတဲ့ရက်ွက်တွေနဲ့ လိုင်ယောင်းကြီးထွေစွာနေထိုင်နိုင်စွမ်းတွေဟာဆိုရင်တော့ဂုံယူစရာတစ်ခုဖြစ်ပါတယ်။အဲနောက် French Bulldog တွေဟာပြင်သစ်အထက်တန်းစားတွေခြေထဲမှာရေပန်းစားလာခဲ့ပြီး၎င်းတို့ကိုပကြီနဲ့ပပူတွေမှာလည်းမကြာခဏပုံဖော်လေးရှိကြပါတယ်။ခွေးတွေက၎င်းတို့ရဲ့ဖော်ရွေပြီးအပျော်သဘောဆန်တဲ့ပုံစံလေးတွေကြောင့်လူသိများပြီးတော့ကလေးတွေအတွက်အဖော်ကောင်းတွေဖန်တီးပေးနိုင်တာဖြစ်ပါတယ်။ French Bulldog တွေအားဆွေးနွေးနာမည်ကြီးတွေကြားထဲမှာရှေးပန်းစားလာခဲ့ပြီး၎င်းတို့ကိုရုပ်ရှင်တွေနဲ့ရုံမြင့်တန်ကြားရှိုးတွေမှာလည်းမကြာခဏပြသလေးရှိပါတယ်။ French Bulldog တွေကို1800ပြည်နဲ့နှောင်းပိုင်းတွေကအမေရိကန်ကိုပထမဦးဆုံးခေါ်ဆောင်လာခဲ့ပြီး၎င်းတို့ဟာအမေရိကန်မိသားစုတွေထံကိုလျင်မြန်စွာရေးပန်းဆလာခဲ့ကြပါတယ်။အမေရိကန်ပြည်တော်စုဟာဆွေနော်1896ခုနှစ်အတွဲမှာ Westminster Kennel Club Show မှာပထမဦးဆုံးသော French Bulldog တွေကိုတွေ့မြင်ခဲ့ပြီးနောက်၎င်းမျိုးကွဲတွေကို French လို့ချစ်စနိုးနဲ့ခေါ်လာခဲ့ပြီးဒီကနေ့ထိအသုံးပြုနေကြတဲ့ချစ်ခင်ပွဲနာမည်တစ်ခုဖြစ်လာခဲ့ပါတယ်။နံပါတ်1 size အရွယ်စားနဲ့ပုံမှန်သဏ္ဍာန်ရေဝူရအဖြစ်ပြောရမယ်ဆိုရင်တော့ French Bulldog တွေဟာအရက်17လမလာနေ17လမခန့်ထိရှိကြပါတယ်ခွေးထီရီယာကိုလေးချိန်28ပေါင်ခွေးမလေးရီယာ16ပေါင်ကနေ24ပေါင်ထိရှိတဲ့ကြပါတယ်တတန်းအဖြစ်ဆိုရင်တော့10နှစ်ကနေ12နှစ်ခန့်ထိရှိတဲ့ကြတာပါ အမွေးလေးတွေကတိုးတောင်းပြီးတော့ချောမွေ့ကြပါတယ်။အယောင်လေးတွေနေနဲ့အညိုရောင်ပျောက် जा ပုံစံအယောင်၊တမင်မွေးအယောင်၊အနက်ရောင်အဖြူရောင်၊ခရင်မြောင်၊ခရင်ဖြော့အယောင်နဲ့အပြာရောင်စတဲ့အယောင်မျိုးမျိုးနဲ့လာတတ်ကြပါတယ်။ပြင်သစ်ခွေးဘလူးတကောင်ရဲ့ဥကောင်းကစတရီယန်ပုံတရန်ရှိကကြီးမားကြပြီးတော့လင်းနိုနေရွက်တွေနဲ့တူတဲ့နေရွက်တွေလည်းရှိကြပါသေးတယ်။ပြင်သစ်ခွေးဘလူးတွေရာဆိုရင်တော့မျက်နှာပြားတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ French Bulldog တွေအတွက်အတည်ပြုထားတဲ့ AKC Standard မှာမျိုးလုံးတွေကမဲမောင်နေပြီး အနက်ရောင်ရှိကြတာပဲဖြစ်ပါတယ်။နံပါတ်3ပင်ကိုစရိုက်လက္ခဏာများ French Bulldog တွေဟာဆွေးနော်သေးငယ်တော်လေးပဲအင်အားကြီးမားတဲ့ကြွက်သားတွေနဲ့တိစောက်ထားပါတယ်။သူတို့လေးတွေကပေါ်ပါတဲ့ကိုယ်ရည်ကိုယ်သွေးရှိကြပြီးတူတူနဲ့ခရူးဆိုင်ရလွယ်ကူတဲ့အမွှေးလေးတွေ ရှိကြပါတယ်။ ၎င်းတို့ဟာစော်ကစားကျင်းတွေကိုနှစ်သက်တော်လည်းပဲဆိုဖာပေါ်မှာအနာယူကျင်းတွေကိုလည်းနှစ်သက်တတ်ကြပါရည်။ဒလုကစားရာတွေကိုနှစ်သက်တဲ့ Fresh Bull Trot တွေဟာဆိုရင်တော့ညံရီထက်မြက်ပြီး၎င်းတို့ဟာလူတွေနဲ့ဂိမ်းကစားရာတွေကိုလည်းနှစ်သက်ကြပါရည်။ဒီခွေးလေးတွေဟာဆိုရင်တော့သူတို့ရဲ့လူသားအပေါင်းဖော်တွေပေါ်မှာကြီးမားတဲ့မြစ်တာတရားထားတတ်ကြပါရည်။ရှင်ဘူးအားဖြင့်ပြောရမယ်ဆိုရင်တော့သူတို့ဟာကလေးငယ်တွေပါဝင်လူတိုင်းနဲ့ကောင်းစွာပေါင်းသင်းဆက်ဆံတတ်ကြပါရည်။တို့ရမှာ၎င်းတို့ဟာအထူးသဖြင့် တခြားခွေးတွေရှိမှ၎င်းတို့ရဲ့တခင်တွေကိုပိုင်နိုင်စွာကာကွယ်စောင့်ရှောက်တတ်ကြပါတယ်။ French Bulldog တွေအားဆိုတော့နူးညံ့တိမ်မွေးတဲ့သဘောတဘာဝရှိတဲ့အံ့ဩဝယ်ကောင်းတဲ့အဖော်ခွေးတွေဖြစ်ပါတယ်။အိမ်မှာအလုံးလုံးနေတဲ့တင်းချောင်နာမှာတနေ့လုံးအိမ်နေတာဒါမှမဟုတ်ရင်တော့တခန်းဝင်တခန်းထွက်ပြီးတင်းနောက်ကိုတကောက်ကောက်လိုက်နေပါလိမ့်မယ်ရှင်။နံပါတ်၄ training French Bulldog တွေအားဆွေးနွေးလေ့ကျင့်ခန်းများစွာမလိုအပ်ကြပါဘူး။၎င်းတို့ဟာစွမ်းရင်အဆင့်အတော်တန်နေကြပါတယ်။ထို့သော၎င်းတို့ရဲ့ကိုယ်လေ့ကျင့်ကိုထိန်းထားရန်ခြံထဲမှာအချိန်နှဲငယ်လမ်းလျှောက်ပေးခြင်းသို့မဟုတ်ကစားချိန်တွေရနေတဲ့ဆင့်နေစဉ်လေ့ကျင့်ခန်းလိုအပ်ပါတယ်။ French Bulldog အများပြားဟာကစားချင်းကိုနှစ်တန်ကြပြီးအမျိုးမျိုးသောလှုပ်ရှားမှုတွေမှာအချိန်များစွာကုန်ဆုံးတတ်ကြပါတယ်။ဒီမျိုးစိတ်တွေအားဆိုရင်တော့ရေတက်ကုန်ခန်းနိုင်ခြင်းများပြီးတော့ပူတော့အပူချိန်မှာလေ့ကျင့်ခန်းမလုပ်သင့်ကြပါဘူး။ အင်းများတဲ့မနက်ခင်းနဲ့ညနေခင်းတွေမှာလမ်းလျှောက်ခြံတွေနဲ့တက်ကြွစာကစားခြံတွေကိုပြုလုပ်တမ်းပါတယ် French Bulldog တကောင်ကိုလေးကျင့်ပေးတဲ့အခါသူတို့ဟာညံကောင်းပြီးတော့နှစ်သက်လိုစိတ်ပြင်းပြပေးမယ်လွတ်လပ်တဲ့အတွေးခေါ်ရှင်တွေလည်းဖြစ်တယ်ဆိုတာသတိထားမှာပဲဖြစ်ပါတယ်ဆိုလိုချင်တာကတော့သူတို့ကခေါင်းမာတက်ကြတာပဲဖြစ်ပါတယ်။တချို့သောလေးချင်ရဲ့ဤပညာများစွာမှာသူတို့လီရိဟာအစဉ်ပြေကြပေမဲ့တချို့သောနီလန်းတွေမှာဆိုရင်တော့အလုံးမဖြစ်ပါကလက်မလျှော့ပဲနဲ့စိတ်ရှည်တဲ့နယ်လို့အကြံပြုပါရစေရှင်။ နံပါတ်၅အစာဟာရပိုင်းနဲ့ပတ်သက်ပြီးတော့ပြပြပေးပါမယ်။ Fresh Bodo Liberia ဆိုရင်တော့တခြားအလုပ်လုပ်တဲ့ခွေးတွေကဲ့သို့ညံမာတဲ့စွမ်းအင်လိုအပ်ချက်မရှိတော့လေပဲ။၎င်းတို့ရဲ့ဘဝအဆင်အတွက်တက်လျော်တဲ့အရည်အသွေးမြင့်အစားအစာတွေလိုအပ်ပါတယ်။အကြံပြုထားတဲ့နေစဉ်ပမာဏဟာဆိုရင်တနည်းကိုအရည်အသွေးမြင့်အစားအစာတစ်ခွက်ကနေ1.5ခွက်အထိအစာကိုနှစ်နက်ခွဲပြီးတော့ကျွေးသင့်ပါတယ်။သင်ရဲ့အရွယ်ရောက်ပြီးတဲ့ခွေးရဲ့လိုအပ်တဲ့အစာပမာဏဟာ၎င်းရဲ့အရွယ်အစားအသက်တည်ဆောက်မှုဇီဝဖြစ်ပျက်မှုတွေနဲ့လှုပ်ရှားမှုအဆင့်ပေါ်မှာမူတည်ပါတယ်။ ခွေးရီယာလူရဲကဲတို့ပင်၎င်းတို့အားလုံးဟာတူညီတဲ့အစာပမာဏတွေကိုမလိုအပ်ပါဘူး။တင်ဝဲတဲ့ခွေးစာရဲ့အရေးတွေအရေးကြီးတာပေါ့။အစာအစာပို့ပြီးတော့ကောင်းလေတင်ခွေးကိုပို့မှုအာဟာရဖြစ်စေပါလိမ့်မယ်။တင်ခွေးကိုကျွေးမွေးခြင်းနဲ့ပတ်သက်ပြီးတော့ပို့မှုသိရှိစေရန်အတွက်မှန်ကန်တဲ့အစာအစာဝယ်ယူခြင်းနဲ့ပတ်သက်တဲ့လမ်းညွှန်ချက်တွေကိုတရိတ်ဆန်ဆရာဝန်တွေထံကနေအကြံဉာဏ်ရရယူသင်ပါရရှင်။ နံပါတ်6ကျမ်းမာရေး fresh bowl တော့အားလုံးဟာဆိုရင်တော့ပေါ်ပြပါယောဂရီအားလုံးကိုမရရှိကြပေမဲ့လို့လေဒီမျိုးရိုးကိုမွေးမြူဖို့သင်စမ်းစားနေပြီဆိုရင်တော့သတိထားဖို့အတွက်ကအရေးကြီးပါတယ်အဲ့ဒါဟာဆိုရင်တော့ တင်မဆုံရိုးတွင်းရိုးကြယောဂဒီယောဂဟာဆိုရင်တော့တင်မဆုံရိုးအတွင်းမှာပျော့ပြောင်းစွာအံဝင်ခွင်ကြမဖြစ်တဲ့ယောဂတစ်ခုဖြစ်ပါတယ်။တခါတည်းရဲ့လက္ခဏာတွေပြတာမျိုးလည်းရှိနိုင်သလိုမပြတတ်တာလည်းရှိနေနိုင်ပါတယ်။ခွေတချို့ဟာဆိုရင်တော့နောက်ခြေထောက်တစ်ဖက်သုံးမဟုတ်နှစ်ဖက်စလုံးမှာနာကျင်ကြိုက်ခဲမှုခံစားရတတ်ပါတယ်။ခွေလေးတွေအသက်ကြီးလာနေအမျှအဆင်မြင့်ရောင်ရမ်းလာနိုင်ပါတယ်။တင်မဆုံရိုးကြခြင်းအတွက်ဓာတ်မှန်စစ်ဆေးခြင်းတွေကိုတရိတ်ဆန်တွေအတွက်အယိုးဖောင်ဒေးရှင်းမှပြုလုပ်နိုင်ပါတယ်။ တမဆုံရိုးကြခြင်းယောဂရှိတဲ့ခွေးတွေတော့မမွေးမြူတက်မအောင်နော်ဓမ္မတဲ့ခြင်းဟာဆိုရင်တော့ခွေးတွေမှာအဖြစ်များတဲ့ပြဿနာတစ်ခုပါဓမ္မတဲ့ခြင်းရဲ့အဓိကအမျိုးအစား၃မျိုးရှိတယ်အစားအသောက်အခြေခံဓမ္မတဲ့ခြင်းကတော့ခွေးရဲ့အစားအစာနဲ့တချို့သောအစားအစာတွေကိုဖိထုတ်ခြင်းလုပ်ငန်းစဉ်နဲ့ကုသနိုင်တာဖြစ်ပါတယ်အဲ့ရလေးအမုံတွေခွေးကောင်းလျှော်ရင်လည်းတခြားဓာတ်ရုပ်ပစ္စည်းတွေကဲ့သို့သောလိမ့်စည်တွေကြောင့်ဖြစ်ပေါ်လာတဲ့ဓမ္မတဲ့မှုတွေနဲ့ပတ်သက်ပြီးတော့ဓမ္မတဲ့ခြင်းရဲ့အကြောင်းရင်းတွေကိုရှာဖွေခြင်းနဲ့ကုသနိုင်ပါတယ် ။ဝင်းမုံ၊ဖုံမုံနဲ့မိုရေကဲ့သို့သောလေယာဉ်ပေါက်ဖွားလာတဲ့အရာတွေကိုရှူရှိုင်းမိရတဲ့အတွက်ကြောင့်ဓာတ်မတည့်မှုတွေလည်းဖြစ်နိုင်ပါတယ်။ဓာတ်မတည့်မှုရဲ့ပြင်းထန်မှုပုံမှန်မှုတွေပြီးဆေးဝါးတွေနဲ့ကုသနိုင်ပါတယ်။ Enter Trigo လို့တည်ကြတဲ့အရေးပြားအကြောရောင်ယောဂဟာဆိုရင်အရေးပြားခောက်တွေအလွန်ကြုံရှိတဲ့ခွေးတွေကိုထိခိုက်စေတဲ့ရောင်ရမ်းမှုတစ်ခုဖြစ်ပါတယ်။အဆိုတက်အပူဘက်တီးရီးယားနဲ့တခြားယောဂပိုးတွေစုပုံခြင်းတွေကြောင့်အဲ့ဒီနေရာတွေမှာရှိတဲ့အရေးပြားတွေရရင်ပြီးကူးစက်ခံရတဲ့အခါမှာဖြစ်ပေါ်ချက်တာပါ။ ထပ်တလဲလဲပြန်ဖြည့်ခြင်းကနေကာကွယ်ရန်အတွက်ဆက်လက်ကယူဆိုင်ရန်လိုအပ်ပြီးဒီအခြေအနေတွေကိုတင်းလျော်တဲ့လိန်စဲတွေနဲ့ကုသနိုင်ပါတယ်။နံပါတ်9ပြူစုဆောင်ရှားမှုများ French Bulldog တွေရဲ့အမွေးတွေဟာတူတူနဲ့ချောမွေတောက်ပြောင်ပြီးတော့ကောင်းမွန်ကြပါတယ်။အေးပြားဟာအထူးသဖြင့်ဥကောင်းတဲ့ပခုံးတွေကိုယော့ရဲပြီးအေးကြောင်းတွေရှိပြီးတော့နူးညံ့တဲ့အသွင်ပြန်ရှိပါတယ်။ French Bulldog တွေရဲ့အမွေးတွေဟာအလုံးကိုထိမ့်သိမ်းရလွယ်ကူပြီး၎င်းတို့ရဲ့အရေးပြားတွေကိုကျန်းမာနေစေရန်အတွက်ရန်ဖန်ရခဖိပိရန်လိုအပ်ပါတယ်။ တင်းရခွေးလေးကိုအနက်ဖေးတွေအေးပြားတံရတွေအစာပြောင်တွေကြံတန်းသော အကွဲသောအေးပြားသို့မဟုတ်ယောဂဘုံဝင်တဲ့လက္ခဏာရှိမရှိစစ်ဆေးရန်လိုအပ်ပါတယ်နာမျက်လုံးနဲ့သွားရည်ကိုစစ်ဆေးသင့်ပြီးနရွက်မအနံဆိုးတွေထွက်လာပါကတရိတ်ဆန်ဆေးကုဆရာဝန်နဲ့ပြသရန်လိုအပ်နိုင်တဲ့ဆိုတော့ဒီလိုယောဂလက္ခဏာတွေပဲဖြစ်ပါတယ်။ဆိုးဆိုးတဲ့အနှွေးဝက်အစတွေကိုသုံးပြီးတော့ နရွက်ကိုပုံမှန်စေးကြောပြီးတော့တူးမြောင်းရဲ့အစွန်တဝိုက်မှာဂွန်းစားနဲ့ပုတ်ပေးတတ်ပါတယ်။နရွက်အစွန်နေ6သွေးနေမယ်ဆိုရင်တော့ BB wine ကိုအနည်းငယ်တောင်းလိမ့်ပေးတတ်ပါတယ်။6သွေးရဲ့နှာခေါင်းပေါ်မှာလည်း every အစီကိုအသုံးပြုနိုင်ပါတယ်။ French Bulldog တွေရဲ့လက်သေးတွေကိုတဘာဝတိုင်းမထားဘဲနဲ့သူတို့ရဲ့လက်သေးတွေကိုပုံမှန်ညှပ်ထားရန်လိုအပ်ပါလိမ့်မယ်။ လက်တန်းညချင်းကဲ့သို့သောအလှပြင်ခြင်းစတဲ့ကဏ္ဍတွေမှာအဆင်မပြေဘူးဆိုရင် French Bulldog တွေရဲ့လိုအပ်ချက်တွေကိုနားလည်နိုင်တဲ့ကျွမ်းကျင်တဲ့ခွေးအလားပါပညာရှင်တွေထံကိုတင်းရဲ့ခွေးကိုခေါ်သွန်းတက်ပါတယ်။ဒါမှသာခွေးလေးအတွက် လက်သေးကွန်ကြောင့်နာကျင်စေတဲ့ကွဲထွက်ခြင်းတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဘက်တီးရီးယားပိုးမွှားတွေကိုကာကွယ်ဖို့အတွက်မျက်နှာပေါ်အရေးအကြောင်းတွေကိုအသင်ရှင်းချောက်သွေးအောင်ထားသင့်ပါတယ်။ တင်ခွေးရုပ်ရေးချိုးတဲ့ခါတိုင်းတွန့်နေတဲ့အရေးပြားကြားမှာရှိတဲ့အရေးတွေကိုသေချာခြောက်သွေ့စီရန်အတွက်အချိန်ယူပြီးတော့တုပ်ပေးတင်ပါတယ်။တင်ရ French Bulldog ကိုလားဆန်သူမဟုတ်လိုအပ်တယ်လို့ရေးချိုးပြီး၎င်းရဲ့အရေးပြားနဲ့အမွှေးမှရှိတဲ့တဘာဝအစီတွေကိုထိန်းသိမ်းထားရန်အတွက်အရေးသွေးမြင့်ခွေးကောင်းလျှော်ရည်တွေကိုအသုံးပြုတင်ပါတယ်။ French Bulldog တွေကိုခွေးလေးဘဝမှာပင်မှန်ကန်တဲ့လေ့ကျင့်မှုတွေနဲ့အပြုသဘောဆောင်တဲ့အတွေ့အကြုံတွေနဲ့ပြုစုပြောထောင်ခြင်းအားဆွေတော့တင်တဲ့တင်ခွေးလေးအတွက်အံ့ဩဖွယ်ကောင်းတဲ့ပေါင်းတင်ဆက်ဆံရေးအခြေတစ်ခုဖြစ်စေမှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီကနေ့ရဲ့တီလီများကပါတီဝေါ်ကနေထုံးလွှင့်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြားနေတက်လိုက်မယ်လို့မျှော်လင့်မိပါတယ်အသေးအသေးတော့စိတ်ဝင်စားဖွယ်တီလီတွေကြောင့်လည်းပြန်လာခဲ့ပါအောင်ပဲဆက်လက်ချက်ကအားပေးကြပါအောင်လို့ပြောကြတဲ့နှုတ်ဆက်ပေးရစီလားရှင်ဘိုင်ဘိုင်